မင်္ဂလာပါရှင်ကတိညူသတင်းဌာနရဲ့ဒိတ်တန်းသတင်းများကိုတင်ဆက်ပေးပါရောင်းမယ်ရှင်။မြင်းချက်မှာစေအုပ်စုတီတာယူမပြူပူပေါင်းအဖွဲ့နဲ့တော်လိုင်းရေးတပ်တွေ၃ရက်ကြာတိုက်ပွဲဖြစ်ပြီးစေအုပ်စုနဲ့ပြူတွေပြန်ဆုတ်ပြေးရတဲ့အကြောင်းတင်ဆက်ပေးပါမယ်။မန္တလေးတိုင်းမြင်းကျေမြို့နယ်အရှိချမ်းကျောင်းပင်ကြေးရွာဘက်ကိုစက်တင်ဘာ25ရက်က စတင်ကစစ်ကြောင်းထိုးလာတဲ့အင်အားသိန်း ဆေအိုစုနဲ့တီတာယူမွန်ဦးဆောင်နဲ့ပြူစောတီပူပေါင်းအဖွဲ့နဲ့တော်လန်ရေးတပ်တွေ၃ရက်ကြာတိုက်ပွဲဖြစ်ပွားခဲ့ပြီးဆေအိုစုအထင်အားကပြန်ဆုတ်ပြေးတယ်လို့ဒေသခံတော်လန်ရေးအသင်းရင်းမြစ်က MPF ကိုခုလိုပဲပြောဆိုထားပါတယ်။မြင်းကျန်နှထိုးကြီးလမ်းမိုင်းပေါ်မှာရှိတဲ့ညောင်ပင်ရွာကိုဆေအိုစုနဲ့ပြူအင်အား200ကျော်စုဖွဲ့ကစက်တင်ဘာ25ရက်မှာစစ်ကြောင်းထိုးလာလို့တော်လန်ရေးပူပေါင်းတပ်တွေကထိခိုက်ရာစက်တင်ဘာ29ရက်ညပိုင်းထိတိုက်ပွဲပြင်းထန်ဖြစ်ပွားခဲ့တယ်လို့ဆိုပါတယ်။ တိုက်ပွဲဖြစ်တာကမနေ့ကအထိတနေ့ကနှိပါတိုက်ပွဲဖြစ်တယ်ညပိုင်းအထိဖြစ်ခဲ့တာကျွန်တော်တို့ဘက်ကကြားထိုးပြီးတော့သူတို့ကိုအထိနာအောင်တိုက်နိုင်ခဲ့တာလို့သူတို့စေအုပ်စုဘက်ကအထိနာသွားတော့ရှေ့ဆက်တက်မလာတော့ပဲပြန်ဆုတ်သွားပြီဒီနေ့မှာတော့တိုက်ပွဲမရှိတော့ဘူးကျွန်တော်တို့ဘက်ကနယ်မြေရှင်းလေးလုပ်ပြီးသွားပါပြီတိုက်ပွဲမှာကျွန်တော်တို့ဘက်ကတော့အထိကိုက်သေးဆုံးတာမရှိပါဘူးသူတို့ဘက်ကတော့ထိကိုက်သေးဆုံးတာတွေကိုကားတွေနဲ့ပြန်တဲသွားတယ်လို့သတင်းရထားပါတယ် မြင်းကျန်နဲ့အရှိချမ်းကညောင်ပင်ရွာတိုက်ပွဲမှာမြင်းကျန်ခရိုင်အမှတ်ခွန်တက်ရင်ဇီးလို့ပြောက်ကြတက်ပွဲမြင်းကျန်ခရိုင်အမှတ်နှစ်တက်ရင်မြင်းကျန်ခရိုင်ပါကာပါစားတဲ့တော်လိုင်းပူပေါင်းတက်ပွဲတွေကတိုက်ခိုက်ခဲ့ကြတာဖြစ်တယ်လို့ဆိုပါရတယ်။တိုက်ပွဲအတွင်းစေအုပ်စုကညောင်ပင်ရွာကိုဒရုန်းနဲ့ပုံသိကြတာကြောင့်နေဟိနှလုံးမိလောင်ပျက်စီးတယ်လို့ဒေသခံတော်လိုင်းသတင်းမေကခုလိုပဲပြောဆိုထားပါဗျာ။ညောင်ပင်ရွာတိုက်ပွဲနဲ့ပတ်သက်ပြီးစေအုပ်စုကသတင်းပြန်ရမှာတော့စက်တင်ဘာလ25ရက်နေ့ တီတာရွတ်မွန်ဦးဆောင်တဲ့ဆေးအုပ်စုနဲ့ပြူတဲ့ညောင်ပင်ရွာကိုတိုးစစ်ဆင်လိုက်ခဲ့ရာစက်တင်ဘာလ26ရက်နေ့လယ်ပိုင်း PDF တွေကျေးရွာအတွင်းကစုပ်ခွာထွက်ပြေးသွားခဲ့ပြီးနောက်ညပိုင်းမှာ PDF တွေကလက်နက်ကြီးတွေနဲ့ပြန်လည်ပစ်ခတ်တိုးစစ်ဆင်လာတယ်လို့ဆေးအုပ်စုပြန်လည်စုပ်ခွာလာခဲ့ရပြီးနှစ်ဖက်စစ်ဆင်ရေးဆိုင်တယ်လို့ဆိုထားပါတယ်မြင်းကြံတဲ့နှထိုးကြီးရွာအနယ်ဆက်ကကာလန်းပေါ်မှာညောင်ပင်ရွာဟာအင်ဂျင်900ဝန်းကျင်နဲ့လူဦးရေ4000ကျော်ရှိပါတယ် လက်ရှိမှာညမင်းရွာကဒေသခံတွေအပါအဝင်အနီးဝန်းကျင်ကျေးရွာတွေကထောင်ထဲကြီးတဲ့ပြည်သူတွေစစ်ပေးတင်းရှောင်နေကြရပြီးစားနေရိတ်ခအကူအညီတွေလိုအပ်နေတယ်လို့စစ်ရှောင်တွေကကူညီပေးနေတဲ့သူတွေကခုလိုပဲဆိုပါတယ်။ ပြီးခဲ့တဲ့ဩဂတ်စ်လကလည်းမြင်းချမ်းနဲ့အရှိချမ်းနဲ့နှတိုးကြီးနဲ့အနောက်ချမ်းကကျေးရွာတွေကိုစေယောစုနဲ့တီတာရွတ်မုံဦးဆောင်တဲ့ပြူတွေအင်အားတထောင်ကျော်ဝင်းကျင်နဲ့စစ်ကြောင်းထိုးပြီးရွာစဉ်ပတ်မွေလူသက်လူရက်မီးရှို့ခဲ့တာတွေကြောင့်ရွာပေါင်း၁၀ရွာတော့စုစုပေါင်းအင်ဂျီ1500ကျော်မီးလောင်ပျက်စီးကဒေသခံ25ဦးထက်မနည်းဖမ်းဆီးတပ်ဖြတ်ခံခဲ့ရကြောင်းခုလိုပဲသိရှိရပါတယ်ရှင်။ဆလဘီဒုတိယရဲကြောင့် တရဲဘိုလ်ချုပ်တင်ကိုကိုနဲ့ဒုတိယရဲချုပ်နဲ့ရဲဘိုလ်ချုပ်အောင်နိုင်သူတို့ကိုယာရုတာဝန်မှအနာပေးပြီးစံပေါ်ပါတီမှတဆင့်ရွေးကောက်ပွဲဝင်ခိုင်းတဲ့အကြောင်းတင်ဆက်ပေးပါမယ်။အကြံပတ်မင်းအောင်လိုင်ကဒုတိယရဲချုပ်တရဲဘိုလ်ချုပ်တင်ကိုကိုနဲ့ဒုတိယရဲချုပ်နဲ့ရဲဘိုလ်ချုပ်အောင်နိုင်သူတို့ကိုယာရုတာဝန်မှအနာပေးပြီးစံပေါ်ပါတီမှတဆင့်ရွေးကောက်ပွဲဝင်ခိုင်းလိုက်ကြောင်းနေပြီးတော့စစ်ဘက်သတင်းရင်းမြစ်နဲ့စီရီယံဘိုလ်ကြီးစင်ရောကခုလိုပဲပြောဆိုပါတယ်။ ယခုစတင်မာလာအတွင်ရဲဘိုကျုံများဖြစ်ကြတဲ့ဒုတိယရဲကျုံ1ရဲဘိုကျုံတင်ကိုကိုနဲ့ဒုတိယရဲကျုံ2ရဲဘိုအောင်နိုင်သူတို့ကိုရာထူးမှာအနာပေးလိုက်ကြအောင်၎င်းတို့နှစ်ဦးစလုံးဟာစံဖို့ပါတီရဲ့လွှတ်တော်ကိုဇလဲလောင်းများအဖြစ်တရားဝင်စည်ရင်းသွင်းထားပြီးဖြစ်ကြောင်းသိရှိရပါတယ်။ရဲတွေလည်းသူတို့သွေးသစ်လောင်းတာပေါ့နော်။ ရှေ့ကရဲကြုံ၂ယောက်ကလည်းရွေးကောက်ပွဲဝင်ပြန်ရမယ်မန္တလေးတိုင်းဒေသကြီးတွေကနေဝင်ပြန်ရမယ်ဒါကြောင့်မလို့ရဲကြုံ၂ယောက်ကိုပြန်ပြီးတော့ပွဲထုတ်လိုက်တာပေါ့လို့စီရန်ဘိုကြီးစင်ရောကခုလိုပဲပြောဆိုပါတယ်ဒုတိယရဲကြုံတစ်အပြင်ရဲဘိုကြုံဝင်းဘိုကိုခန့်အပ်လိုက်ပြီးရဲဘိုကြုံဝင်းဘိုမှာစစ်တပ်သူပတ်စင်၃၁ကျောင်းစင်စစ်ရာရှိကြီးဘဝမှာရဲဘက်သို့ရာလူကြီးနဲ့ပြောင်းရွှေ့လာခြင်းဖြစ်ပါတယ်ဒုတိယရဲကြုံနဲ့အပြင်ရဲဘိုကြုံမျိုးမင်းထိုက်ကို ပြောင်းလဲခန့်အပ်လိုက်ပြီး၎င်းမှာရဲစစ်စစ်တယောက်ဖြစ်ပါတယ်။မကြသေးခင်ကမှလည်းစစ်တပ်မှဗိုလ်ချုပ်ကြီးတဦး၊ဒုဗိုလ်ချုပ်ကြီး၆ဦး၊ဗိုလ်ချုပ်စနတ်ဦး၊ဗိုလ်မှူးချုပ်၊ဗိုလ်မှူးကြီးနဲ့ဒုဗိုလ်မှူးကြီး၃၀၀ဦး၊ဗိုလ်ကြီးနဲ့ဗိုလ်မှူး၁၁၀ဦး၊ရုံးအုံမှတက်ချက်ကြီးစီရဲအထိအခြားအဆင့်60ဦးစုစုပေါင်း489ဦးတို့ကိုစံဖို့ပါတီတို့စစ်ကောင်းဆောင်ကပြောင်းရွှေ့စေခဲ့ပြီးစစ်ရရှိကြီးများ အများစုမှာစံဖို့ပါတီကိုကိုယ်စားလှယ်ပြုရွေးကောက်ပွဲတွင်ဝင်ရောက်ရှင်ပြမည်ဖြစ်ကြောင်းခုလိုပဲသိရှိရပါတယ်ရှင်။ပေါ်သဘောတူညီချက်၅ရဲ့အပြည့်အဝဖော်ဆောင်ရင်မြန်မာကိုတွန်းအားပေးမယ်လို့မလေးရှားကပြောဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ပေါ်သဘောတူညီချက်၅ရဲ့အပြည့်အဝအကောင့်ထဲပေါ်ဖို့နဲ့အမျိုးသားပြန်လည်တင်မြဲရေးလမ်းကြောင်းရည်ရွယ်ကသက်ဆိုင်သူအားလုံးကြောင့်တွဲဆုံမှုတွေလှုပ်ဆောင်မှုအာဆီယံအထူးကိုယ်စားလှယ်ရဲ့ကြိုးပမ်းမှုတွေကိုထောက်ခံမှုမြန်မာစစ်ကောင်ရှင်ကိုအာဆီယံအဖွဲ့ကတိုက်တွန်းမယ်လို့သိရပါတယ်။ အဆိုပါကြိုးပမ်းမှုကိုအာဆီယံအဖွဲ့ဝင်နိုင်ငံအားလုံးကထောက်ခံတယ်လို့မလေးရှားနိုင်ငံသားဝင်ကြီးမိုဟာမဟန်ဆန်ကပြောပါတယ်တာဝင်းနေကကုလသမဂ္ဂအထွေထွေညီလာခံအကျင့်80မြောက်အစည်းအဝေးနဲ့အတူကျင်းပတဲ့ကုလသမဂ္ဂမိတ်ဆွေများပြန်ပြေးရေးအဖွဲ့ဝင်ကြီးအစဉ်အစည်းအဝေးမှာသူကအခုလိုပဲချမှတ်ခဲ့ပါတယ်စစ်တက2021ခုနှစ်ဖေဖော်ဝါရီလ1ရက်မှာဒီမိုကရေစီနည်းကျရွေးကောက်ခံအစိုးရကိုဖျောက်ချပြီးနောက်ပိုင်းမြန်မာနိုင်ငံဟာနိုင်ငံသား အေးနဲ့လူသားချင်းစာနာမှုအကြက်တဲဖြစ်ခဲ့တာပါ2021ခုနှစ်ဧပြီလမှာအာဆီယံခေါင်းဆောင်တွေဟာအရေးပေါ်အစည်းအဝေးတရက်ကျင်းပကဘုံသဘောတူညီချက်9ရက်ခုလိုပဲချမှတ်ခဲ့တာပါအတိတ်ပဲရှိတဲ့ဆွေးနွေးမှုတွေပြုလုပ်ဖို့နဲ့အပြစ်ကတ်ရစဲရေးဆောင်တိုင်းဖို့အာဆီယံအဖွဲ့ကကမ္ဘောဒီးယားထိုင်းတို့နဲ့တီးတွေ့ဆက်မှုဆက်လုပ်မယ်လို့သူကအခုလိုပဲပြောဆိုတဲ့အကြောင်းသိရှိရပါတယ်ဆလဘီဝိုင်းမော်မျိုးနဲ့ ။လာမြန်ကြီးရွာတို့ဒိုးစစ်ဆင်လာသောစစ်တပ်စစ်ကြောင်းမှခမာရ318တရင်မှုဒုတိယဗိုလ်မှူးကြီးဒဏ်ရာများဖြင့်တေဆုံးတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ကချင်ပြည်နယ်ဝိုင်းမော်မြို့နယ်လာမြန်ကျေးရွာတို့ထိုးစစ်ဆင်လာသောစစ်တပ်စစ်ကြောင်းမှခမာရ318တရင်မှုဒုတိယဗိုလ်မှူးကြီးတိုက်ပွဲအတွင်းရရှိသောတရားများနှင့်တေဆောင်းသွားကြောင်း KIA စီရေးတရင်ရေးမြကခုလိုပဲပြောဆိုထားပါတယ်။ယမန်နေ့စက်တင်ဘာလ26ရက်နေ့ဝိုင်းမော်မြို့နယ်လာမြန်ကျေးရွာတွင် KIA တပ်နှင့် စစ်တပ်အကြတိုက်ပွဲဖြစ်ပွားခဲ့ကြောင်းအဆိုပါတိုက်ပွဲတွင်တနိုင်းမြို့နယ်အခြေဆိုင်ခမရ38တပ်မှတရင်မိုးဒုတိယဗိုလ်မှူးကြီးမှတရားရရှိခဲ့ကြောင်းအဆိုပါတရားရရှိသောတရင်မိုးကိုစေကုသပေးနိုင်ရင်မြကြီးနာမြို့သို့ပြန်လည်တည်ဆောင်လာစဉ်လန်ခီရင်တေဆုံသွားခဲ့ခြင်းဖြစ်ကြောင်းခုလိုပဲသိရှိရပါသည် ဝိုင်းမော်လက်မြန်ရွာတိုက်ပွဲမှာတနိုင်းမျိုးနဲ့အခြေဆိုင်ခမရ318မှာတရင်မူပြင်းထန်တရာရပါတယ်။အဲ့ဒါမြကြီးနားကိုကားနဲ့တဲသွားရင်းမှာလမ်းမှာတည်ဆုံသွားတယ်လို့ KIA စေတရင်မျိုးကအခုလိုပဲပြောဆိုပါတယ်။ KIA ပူပေါင်းတက်များက2024ခုနှစ်မတ်လကနေစပြီးဝိုင်းမော်မျိုးနဲ့အတွင်းရှိစစ်ကောင်စီကေစကန်များကိုထိုးစစ်ဆင်တိမ့်ပိုက်ခဲ့ရာခလာရ58တက်ဟူရင် ပြည်သူစစ်စကံမြို့မရဲစခန်းမှလွှဲရင်းဝိုင်းမော်မြို့နယ်အတွင်းရှိစစ်စခန်းများအလုံးကိုသိမ်းပိုက်ခဲ့ကြောင်း KIA သိမ်းပိုက်ခဲ့သောစစ်စခန်းများတွင်လမ်းမြန်ဒေသနှင့်ဦးရန်တခြားမှစစ်စခန်းများလည်းပါဝင်ကြောင်းသိရှိရပါသည်စစ်တပ်ကရခိုင်ဩဂတ်လ20ရက်ကျော်ပိုင်းမှာစတင်ပြီးလင်းမြန်ဒေသသို့ထိုးစစ်ဆင်လာကြောင်းအခုလိုထိုးစစ်ဆင်လာတဲ့အတွက်တိုက်ပွဲများအပြင်းအထန်ဖြစ်ပွားခဲ့ပြီးလေကြောင်းတိုက်ခိုက်မှုများလည်းတောက်လျှောက်ဆိုသလို စစ်တပ်ကပြစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းအခုလိုပဲသိရှိရပါတယ်ဒီဘက်ကထိုးစစ်မစင်ခဲ့စစ်တပ်ကအင်အားတွေဖြည့်ပြီးသူတို့စကန်တွေပြန်ရဖို့ထိုးစစ်ဆင်လာတာခလာရ58နဲ့ဝူရန်စကန်ဂိတ်တွေမှာသူတို့အင်အားတွေတောက်လျှောက်ဖြည့်နေအထက်ကဝိုင်းမော်အသိန်းခံရမှာကြောက်တော့အင်အားတိုးပြီးချလာတာအဓိကလက်မြန်ကိုသူတို့သိမ်းကျင်တော့ထိုးစစ်ဆင်နေတာဝိုင်းမော်ဘက်ကိုထိုးစစ်မစင်ခင်သူတို့ လက်ဦးအောင်တိုက်တာလို့ပြောလို့ရတယ်လို့ KIA စီးရေးတင်းရင်းမြေကခုလိုပဲရှင်းပြထားပါတယ် စစ်တပ်ကဒုစစ်ဆင်ခြင်းရဲ့ရွေးချက်များရဲ့ဝိုင်းမော်မျိုးနယ်တွင်ရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက်ရွေးချက်ရှိပုံရကြောင်းဝိုင်းမော်ဘတ်သူစစ်တပ်ကစစ်အင်အားများဖြည့်တင်းရတဲ့စစ်မှုရေးတပ်သားတစ်အများအပြားပါဝင်နေသူကိုတွေ့ရကြောင်း KIA စစ်အေးတရင်မြေကခုလိုပဲပြောဆိုတဲ့အကြောင်းသိရှိရပါရဲ့ရှင်။